အစ္စရေးနိုင်ငံကိုဆက်လက်နဲ့တင်ပို့မှုဆိုင်းငံ့ထားတာကိုရုတ်သိမ်းမှုဂျာမနီအစိုးရကဆုံးဖြတ်လိုက်ပြီးဖြစ်ပြီးအစ္စရေးနဲ့ဟာမတ်စ်တို့သဘောတူထားတဲ့အပြစ်ခတ်ရေးဆိုင်ရေးကြောင့်အခုလိုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ဂျာမနီဝန်ကြီးချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူစီဘတ်စတီယန်ဟီရဲ့နိုဝင်ဘာ18ရက်ကြေညာချက်အရလက်နက်တင်ပို့မှုဆိုင်းငံ့မိန်ကိုနိုဝင်ဘာ24ရက်မှာစတင်ရုတ်သိမ်းသွားမယ်လို့သိရပါတယ်။အော်တိုဘာ10ရက်ခရဲကဂါဇာမှာအပြစ်ခတ်ရေးဆိုင်ထားပြီး အခြေခံအားဖြင့်တည်ငြိမ်လာပြီးသဘောတူညီခဲ့တဲ့အချက်တွေကိုအားလုံးလိုက်နာမယ်လို့မျှော်လင့်နေအပြစ်ခတ်ရဲစဲရေးကိုထိန်းသိမ်းဖို့လူသားချင်းစာနာမှုအကူအညီတွေကိုကြဲကြဲပြန့်ပြန့်ပံ့ပိုးပေးဖို့နဲ့သဘောတူထားတဲ့အတိုင်းလုပ်ငန်းစဉ်တွေအစီအစဉ်တကျဆက်ပြီးလည်ပတ်ဖို့တွေလိုတယ်လို့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။အစ္စရေးအစိုးရဝန်ကြီးအဖွဲ့ကဂါဇာမြို့ကိုစစ်စင်ရေးဆက်လက်လှုပ်ဆောင်မှုဆုံးဖြတ်ပြီးတဲ့နောက်ဩဂုတ်မှာဂျာမနီဝန်ကြီးချုပ် Friedrich Merz ကလက်နက်တင်ပို့မှုကိုရပ်တော့မယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။